ဆမ်မယ်နိုင်ငံတကာကမီဒီယာသမားတွေအများကြီးတည်င်းယူဖို့မြန်မာနိုင်ငံကိုရောက်လာကြတယ်မြမငလီတည်င်းထက်ရဲတွေစစ်သားတွေကပြည်သူပေါင်း16000တည်ဆုံးနေတဲ့ကြားတွေကအရှိဟောင်းအုပ်တွေဖျားအုပ်တွေကိုပဲအလူရက်ဘာကြောင့်ယူပြီးစီနေရတာလဲဆိုတဲ့တည်င်းကိုတင်ဆက်ချင်ကြတာမြမငလီရင်ဘေးကိုလည်းတကဘာလုံးတိအောင်ရဲကူးတင်ဆက်ချင်တာလဲပါမှာပေါ့လေဒါပေမဲ့သူတို့မြန်မာနိုင်ငံကိုဝင်ခွင့်မရခဲ့ကြရှာဘူး တက်မတော်ကအဝေးမခံခဲ့လို့ပါမြန်မာနိုင်ငံမှာကရေမီဟိုတယ်အဆင်မပြေတော့တည်င်းထောက်တွေအနေစင်းရဲ့အစားစင်းရဲ့ဖြစ်မှာကို တက်ချုပ်ကြီးကအရန်ဆိုးရင်လို့တဲ့စစ်ပွဲတွေထိတောင်တည်င်းလက်ယူနေကြတဲ့တည်င်းထောက်တွေအပေါ်မှာတော့တက်ချုပ်ကြီးရဲ့ဒီလိုဖြေကြားချက်ကြောင်းအော်မြန်မာတက်မတော်ဟာငါတို့လိုသွေးမတော်သားမဆက်တည်င်းထောက်တွေအနေအစားစင်းရဲ့ကြားမှာကိုတော့စိတ်ပူပေးတာပဲသူ့တိုင်းသူပြည်သားအပေါ်မှာဆို ဘလောက်တောင်များနှွေးထွေးလိုက်မလဲဆိုပြီးအတွေးတွေဝင်သွားကြတော့သတင်းတောက်တွေရဲ့ရှင်ထဲမှာတန့်ခနဲနဲ့ជីနူးစိတ်တွေဖြစ်သွားကြရတယ်။အဲဒီជីနူးစိတ်ကြောင့်ပဲဒီနိုင်ငံကိုဆက်ချသွားပြီးသတင်းမယူတော့ပါဘူးလေဆိုပြီးလဲပြန်သွားကြတယ်။အကျေ၍များနိုင်ငံတကာမီဒီယာတွေတိတိချာချာရိုက်ကူးပြီးကဘာကိုထုတ်လင်းပြသနိုင်ရင်တော့မြန်မာနိုင်ငံဟာအကူအညီတွေအများကြီးရောက်လာမယ်ဆိုတာကြိမ်းသိပါတယ်။ဒါပေမဲ့ဝင်ခွင့်မရတာကတော့အမျိုးစရာကြီးဗျာ။ တက်မတော်ဘက်ကကြည့်ရင်လေတကယ်ဂျင်းနေချက်သေးမှာဝင်ခွဲပြုတ်လိုက်ရင်ငလျင်ဘေးကပြည်သူတွေအကူကြီးအများကြီးရတယ်ဆိုပေမဲ့အဲ့ဒီအလူငွေတွေကတက်မတော်လက်ထဲကိုရောက်တော့မှာမဟုတ်ဘူးနောက်ပြီးတက်မတော်ရဲ့ဥဆောင်မှုအရေးချင်းကိုလည်းကဘာကရှင်းရှင်းလင်းလင်းနဲ့အမှန်တိုင်းမြင်သွားမယ့်အခြေအနေကြီးကလည်းရှိနေတော့မလွဲသာမရှောင်သာပယ်ချလိုက်ရခြင်းဖြစ်ပါတယ်အခုတော့သူကိုယ်တိုင်လိုလိုလားလားနဲ့ခေါ်သွင်းထားတဲ့ Aljazeera သတင်းဌာနရဲ့သတင်းတောက်တယောက်ကြောင့်ပဲ အဘရဲ့ဂုံသတင်းတွေကဘာပတ်ပြီးကြော်စောနေပြီမလားတတွင်အမှန်တွေတင်ဆက်ပေးနေတယ်